ရာသီစာလူဆိုရမယ်ဒီရာသီမှာပဲရတယ်လေတစောင်းမုံးပဲနဲ့ပေးဦးလေးကိုအေးဆက်ဆက်လေးနဲ့အချိုချက်လေးချက်မှာပါဒီပေးဦးရောတစောင်းမုံးပဲရောဟာလေနင်ကအတော်ကလက်ဆောင်ယူလာခဲ့တာပါချီလီရဲ့အမေကတော့လေဒီတစောင်းမုံးပဲကိုတော်တော်လေးကြိုက်တယ်ပေါ့နော် तू ကတုတ်စားတယ်ဒီလိုမျိုးလဲချက်စားတယ်ပေါ့နော်တစောင်းမုံးပဲထူးခြားချက်ကတော့လေ तू ကလေပဲတော့ရှည်လိုမျိုးပဲအပဲအရှည်ဖြစ်ပေမဲ့သူ့ရဲ့အစီအရကြတော့လေပဲလုံးလို့ဘာလို့လို့အရသာမျိုးနဲ့တူနေတယ်ပေါ့နော်အစီအရအရသာရှည်နေတာပေါ့ အယူဆုံးပဲတော့ရှိကိုအကြောလေးတွေတည်ပြီးအပိုင်းလေးတွေလီးထားတယ်ပိန်းကိုလည်းလီးတယ်ပေါ့နော်ပိန်းကရားတတ်တဲ့အတွက်ကြောင့်အခွန်ခွာတဲ့အခါမှာရောလီးတဲ့အခါမှာရောလက်အိဆိုးရပါတယ်ဒါလေးကိုလုံးချက်ချက်မှာပါစက်သွန်ဖြူနီထည့်တယ်ပြီးတော့စိမ့်စားငပီနည်းနည်းထည့်တယ်ပုံစံကြောင့်မှုတ်ထည့်တယ်စားတို့ဓာရှိတို့ထည့်ပြီးတော့စီလေးပါနှဆုံးလောက်ထည့်ပြီးတော့တခါတည်းလုံးပါတယ်အယောင်ကအောင်လို့အယောင်တင်မှုတ်နည်းနည်းပါထည့်နေထားပါတယ်ဒါလေးကိုအိုးရဲကိုထည့်ပြီးတော့ရေလေးနည်းနည်းထည့်ပြီးတော့လုံးချက်လေးချက်မှာပါ ဒီနေထားတဲ့ခွက်ထဲကိုရေလေးကျင်းပြီးတော့ထဲလိုက်တယ်ပေါ့နော်အယုံဆုံးပြီးရင်အဖုံးအုပ်ပြီးတော့တည်ပါတယ်လုံးရေကုံသွားပြီမဲ့ပိန်းဥလေးရလေးနည်းနည်းနူးဖို့လိုသေးတယ်ထင်လို့ရေနည်းနည်းထည့်ပြီးထက်ချက်ပါမယ်နေရေလောက်ဆိုရင်တော့လေးပိန်းဥလေးလည်းနူးပါတယ်ပေါ့နော်ဒီဟင်းကအရေးဆက်ဆက်လေးနဲ့ချက်မှဖြစ်တဲ့အတွက်ကြောင့်ဟိုရေနည်းနည်းလေးကြံပြီးဆိုရင်ပိန်းဥလည်းနူးပြီဆိုရင် ဟင်းအိုးချလို့ရပါပြီ ပို့ပြီးတော့မှုန်းအောင်လို့လေရှက်နန်နန်လေးလည်းအုပ်ပါတယ်ဒီဟင်းအားအချိုပုံစံမျိုးဟင်းဖြစ်တဲ့အတွက်ကြောင့်အချင်းတစ်ခုခုနဲ့တွဲစားရင်လိုက်ပါတယ်ချီလီမေကတော့ချီလီတော့ယူလာပေးတယ်မိုဂျင်ပေါ့နော်မိုဂျင်ကိုကြော်ထားတာရှိလို့ဒီမိုဂျင်နဲ့တွဲစားမှာပါ